တတိရီတကယ်ကောက်ကျင့်ရင်သူများနဲ့မတူကြောင်ပြောလာခဲ့တဲ့ဂျူလီယာဆမ်မေဂိန်းကဲပရိတ်တဂျီရီဂျူလီယာဆတ်တွင်းရဲ့မိသားစုကိစ္စကတော့ငွေနဲ့ပလောက်ဖုံဖုံခုချိန်ထိအမှန်တရားကထွက်ပေါ်လာနေစေပဲဖြစ်ပါတယ်ခုချိန်မှာဆိုရင်လေမိသားစုအချင်းချင်းကကတောက်ကစဖြစ်ပြီးဂျူလီယာဆက်ဟာတမီဆိုတယောက်ပြီးပြီးရှောက်ပြောနေတယ်လို့တက်တီတွေနဲ့တကွာဥယောဆက်ကပြောထားခဲ့ပြီးမယ်လေအမှန်တရားဆိုတော့ကိုထုတ်ပြောနိုင်ဖို့ဂျူလီယာဆက်ရဲ့မိခင်ဟာထွက်ဆုံလာခဲ့တာပဲဖြစ်ပါတယ် ဂျူနီယာဆက်ရဲ့မိခင်ကတော့အမျိုးမျိုးသောချင်းချမှုတွေကြုံထားရတာကြောင့်တမီးဖြစ်သူကလည်းကြေးလိုက်ဖို့ပြောနေခဲ့ပေမယ့်ဥယျာဆက်ဘက်ကထပ်မံချင်းချောက်လာခဲ့ရာကြောင့်မီဒီယာတွေကို copy ရှင်းပြဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းကုန်တိတ်ခံတစ်ခုကိုငွေနဲ့ဝယ်ယူထားတဲ့ဥယျာဆက်ကြောင့်ဂျူနီယာဆက်မိခင်ဖြစ်ရှင်းမဲ့အချိန်မှာဘယ်မီဒီယာမှ မလာဘဲဖြစ်ခင်ရပါတယ်။ ဒါကြောင့်သူမတို့တာမီတောက်လျှောက်ခန်းစားလာတဲ့ခက်ခဲတွေကိုဗီဒီယိုရိုက်ကူပြီးချပြလာခဲ့တာကြောင့်သူမဟာဥရောပဆက်ရဲ့ငွေကုန်မမှုကြောင့်ဖုံးပိခံထားတဲ့စိတ်တန်ရာတွေကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မေးပြိတက်တော်တော်များများကဥရောပဆက်ဟာအပြင်ပိုင်းအင်မတန်လေးစားစရာကောင်းတဲ့သူတယောက်ဖြစ်ပေမဲ့လည်းအခုလိုမျိုးဟန်ဆောင်ထားခဲ့တာကြောင့်ငွေရှိတဲ့သူတွေရှုံးမရင်အစွမ်းကုန်မယ်ဆိုပြီးပြောနေတာမို့ပြိတက်တော်အမြင်ကိုလည်းပြောသွားကြပါအောင်ရှင်။